ခန္ဓာသည်ဆင်းရဲခြင်းတရားများသာဖြစ်တယ်ဆိုတာလောကကြီးရဲ့ပထမဦးဆုံးအမှန်တရားဘယ်တော့မှမလွယ်ဘူးဘယ်တော့မှပြောင်းလဲသွားတယ်ဖောက်ပြန်သွားတယ်ဆိုတာမရှိဘူးအတို့ရှိစွာဘယ်မျှကြလဲတခါတည်းရန်မဖောက်ပြန်ပဲအစဉ်မြဲကိုတစ္ဆာဆိုလို့ကာလာတွေဘယ်လောက်ပဲမင်္ဂလာပါကျမရဲ့ဓမ္မနှုတ် channel မှာကြိုဆိုပါရစေအကြာကြာကဘာတွေဘယ်လောက်ပဲပြောင်းသွားသွားဘာတွေဘယ်လိုပဲပြောင်းလဲသွားသွားခန္ဓာသည်ဆင်းရဲတယ်ဆိုတဲ့အမှန်တရားကတော့ဘယ်တော့မှပြောင်းလဲမသွားဘူး အခုဖြစ်တဲ့ခန္ဓာမှာဆင်းရဲတာမဟုတ်ဘူးတကယ်တော့ဖြစ်တဲ့ခန္ဓာလည်းဆင်းရဲပဲနောက်ဖြစ်မဲ့ခန္ဓာလည်းဆင်းရဲပဲကိုကဘလို့ပဲထင်ထင်ဘလို့ပဲမြင်မြင်ခန္ဓာကတော့ဆင်းရဲခြင်းတရားပဲကိုကတော့ထင်ထင်လို့ထင်တာပေါ့လေဘုရုဇင်တွေကတော့အမျိုးမျိုးထင်နေကြတာခန္ဓာဟာဒုက္ခသစ္စာဆိုတာကတော့တကယ်တမ်းကတော့အဆုံးစုံအမှန်တရားဘုရားရဏရိယသူတော်ကောင်းကြီးတွေကတော့မှန်မှန်ကန်ကန်သိသွားမြင်သွားလို့ဒါပြောခဲ့တာဘဝမှာဖြစ်နေတာတွေဟာဒုက္ခတွေက လွဲလို့ဘာမှဖြစ်နေတာမရှိဘူး ဧဝမေတ္တကိဝလတ္တဒုက္ခခန္ဓာတသမှုရေဟောတိတဲ့ဒကမကြီးဒီနေ့တိုင်းလို့လို့ညွတ်နေတဲ့ပြိဿသမုပ္ပါဒေသနာထဲမှာပါဘူးလားဗျာအဓိပ္ပာယ်တွေကနားလည်ဖို့လိုတယ်နော်ဧဝမေတ္တကိဝလတ္တဒုက္ခခန္ဓာတသမှုရေဟောတိတဲ့ဧဝမေတ္တကိဝလတ္တတက်တက်သောဘာဒုက္ခနဲ့မှမရောတဲ့ဒုက္ခခန္ဓာတဲ့ဒုက္ခအစုပုံကြီးတဲ့ခန္ဓာဆိုတာအစုပုံပြောတာ ဒုက္ခအစုပုံကြီးမြရဲ့ဖြစ်နေခြင်းဒါကြောင့်ဦးဇင်းတို့ပြည်သက်ပေါင်းသူတော်ကောင်းတို့ဝဇိတာဘိက္ခုနီမာလေးပြောခဲ့တဲ့ဂါထာလေးတစ်ပုဒ်ရှိတယ်လေဦးဇင်းတို့မကြမကြပြောဖြစ်ပါတယ်ဒုက္ခမေဝဟိသံဘောတိဒုက္ခတေတတိဝေတိသနိညာတရာဒုက္ခသံဘောတိနိညာဒုက္ခနိရောဓစတိဒုက္ခမေဝဟိသံဘောတိဒုက္ခတွေပဲဖြစ်နေတာတဲ့ဒုက္ခတေတတိဝေတိသတဲ့ဒုက္ခပဲတည်ပြီးတော့ဒုက္ခပဲချုပ်သွားတာတဲ့ နေညတရာဒုက္ခသမုဒိနေညာဒုက္ခနိရုဇတိဒုက္ခမတဘာဖြစ်နေတာဘာမှမရှိဘူးတဲ့ဒုက္ခမတဘာချုပ်သွားတာလည်းဘာမှမရှိဘူးတဲ့အဲ့တော့ဒီဒုက္ခသစ္စာခန္ဓာသည်ရှင်းရဲတယ်ဆိုတဲ့ဒီပထမအမှန်တရားနဲ့ပတ်သက်ပြီးတော့ဒကာဓမ္မတို့ဦးဇင်းတို့တွေဟာဘလောက်ထိလေးလေးနက်နက်ထဲထဲဝင်ဝင်နားလည်ထားတယ်သဘောပေါက်ထားတယ်လေဒါမေးဖို့မလိုဘူးလားဗျာအေးခန္ဓာသည်ရှင်းရဲတယ်ဒုက္ခသစ္စာဆိုတာကတော့ငယ်ချင်းတောင်ကြီးကလေးဘွားတွေကစားကြားဖို့နေတာ ကိုကြားမှုနေတဲ့စကားတခွန်းရဲ့အတိတ်ပဲကိုကိုဘယ်လောက်ထိသိထားသလဲဆိုတာကတော့ကိုယ့်ရဲ့အည်သွေးပေါ်မှာမူတည်ပဲပေါ့။ဒါမြတ်စွာဘုရားကတော့ပြင်းငိမ့်တည်းထက်မြက်မှုရှိတယ်မရှိဘူးဆိုတာကိုသိခြင်းသစ္စာလေးပါးနဲ့ပတ်သက်ပြီးတော့ကိုဘယ်လောက်သိတယ်လဲမသိဘူးလဲဆိုတာနဲ့တိုက်တာရမယ်ဆိုတာမျိုးခေါ်ထားတာရှိ။ဟောပြင်းငိမ့်တည်းထက်လို့ရှိရင်ပညာဉာဏ်ကြီးလို့ရှိရင်သစ္စာလေးပါးကိုနားလည်မှုကြီးလာတာ။ဩဝါဆိုတာဆင်းရဲတယ်ဆိုတာနဲ့ပတ်သက်ပြီးတော့ ဘလောက်နားလေတလေနားမလေဘူးလေဆိုတာကိုယ့်ရဲ့ဉာဏ်ပညာအတိမ်နဲ့ကိုဖော်ပြနေခြင်းဝါနဲ့ပတ်သက်ပြီးတော့ဆင်းရဲတာဖြစ်ပါတယ်လို့ကိုယ့်ရဲ့စိတ်ထဲမှာဆုံးဖြတ်ချက်ခိုင်ခိုင်မာမာချနိုင်ပြီးတော့ဆင်းရဲကလွတ်ပြီးဘာမှဖြစ်နေတာမရှိဘူးလို့တော့အတိဉာဏ်ကိုဒကာဓမ္မတို့ဦးကြီးတို့တွေတော့စစ်ဆေးဖို့အတွက်ဒီမေကုံးလေးတွေနဲ့ကိုကိုကိုတော့စောကြောဖို့မလိုဘူးလားလို့တယ်ဘဝရဲ့ဒုက္ခတွေကိုကိုဘလောက်နားလေတယ်တနည်းအားဖြင့်ဘဝတည်ဒုက္ခမြတာဖြစ်တယ်ဆိုတာကိုကိုဘလောက်သဘောပေါက်တယ် ဒါပထမအမှန်တရားနော်ဒါဒီဒုက္ခသစ္စာကဘာလို့အမဲ့သစ္စာလဲတို့မြတ်ပိုင်းချမ်းပြီးတော့သိရမယ့်သစ္စာတော့သစ္စာ၄ပါးလုံးမှာဒါဟာဘလို့သဘောရှိတယ်ဆိုတာကိုမှန်မှန်ကန်ကန်သိရမယ့်ဉာဏ်လည်းရှိဖို့လိုတယ်အဲ့ဒါကိုသစ္စာဉာဏ်လို့ခေါ်တယ်နော်အခုဒီသစ္စာဒီဘာလို့အမဲ့သစ္စာလဲလို့သိတဲ့ဉာဏ်ကိုကြတော့ကိစ္စဉာဏ်လို့ခေါ်တယ်နော်ဒုက္ခသစ္စာကဘာလို့အမဲ့သစ္စာလို့မြတ်ပိုင်းချမ်းပြီးတော့သိရမယ့်ဉာဏ်အဲ့လိုဆိုရင်ဥစဉ်တို့ဒုတိယ လောကကြီးရဲ့အမှန်တရားလို့ဆိုတဲ့ဒုတိယသစ္စာကိုသွားကြည့်နော်သမုဒိယသစ္စာလို့အသုံးမများဘူးလားများတယ်သမုဒိယဆိုတာဖြစ်ကြောင်းသစ္စာဆိုတာအမှန်ဖြစ်ကြောင်းအမှန်ဆိုတော့ဘာဖြစ်ကြောင်းအမှန်လဲဆိုတာရှိကမပါဘူးဖြစ်နေနော်ယေရှုဘုရားကတော့ဓမ္မစကြပါဠိတော်မှာဣဒံခောပါဏဗိခဝေဒုက္ခသမုဒိယံအရိယသစ္စာလို့ရှိကဒုက္ခလေးထည့်ပြီးတော့မဟုတ်ဘူးလားဟုတ်တယ်နော်ဒုက္ခသမုဒိယံအရိယသစ္စာ ဒုက္ခဖြစ်ခြင်းရဲ့အကြောင်းတရားအမှန်ဟောအဲ့ဒီကျမပြည့်စုံသွားတယ်လို့ထင်တယ်နော်ဟောသမှုရိယသစ္စာဆိုတာကတော့ဒါအလွယ်ကလေးခေါ်နေတာပေါ့ဒီကတည်းကဘာသမှုရိယလဲလို့မေးရင်ဒုက္ခသမှုရိယဒုက္ခသမှုရိယမဟုတ်ဘူးနော်ဒုက္ခသမှုရိယဆင်းရဲခြင်းရဲ့အကြောင်းဆင်းရဲဖြစ်ခြင်းရဲ့အကြောင်းသောတော်တော်ကပြောခဲ့တဲ့ဒုက္ခသစ္စာဒီခန္ဓာကြီးဟာဆင်းရဲတယ်ရှုတော်မျိုးစုံကနေမြတ်စွာဘုရားမငင်းနိုင်အောင်ဟောပါတယ်နော်ဇာတိပိဒုက္ခသရပိဒုက္ခပြာတိပိဒုက္ခ မရဏမိဒုက္ခအပိဟိတံမြောကောဒုက္ခပိဟိဝိပြောကောဒုက္ခယံပိစ္ဆန္နလပတိတံပိဒုက္ခသခိတိနာပြေစုပါရဏခန္ဓာဒုက္ခဆိုပြီးတော့ခန္ဓာရတဲ့ပုဂ္ဂိုလ်တွေတိုင်းမလွဲမသွေတွေ့ရမယ်ဒီဒုက္ခတွေမြတ်စွာဘုရားဟောပြတယ်။အဲဒီဒုက္ခတွေဘာကြောင့်ဖြစ်တယ်လဲဆိုတဲ့အကြောင်းတရားကိုထပ်ပြီးတော့မြတ်စွာဘုရားတွေ့တယ်လို့ဆိုနိုင်မလားဆိုတယ်။အဲဒီဒုက္ခတွေဟူသောဆင်းရဲတွေဟာဘာကြောင့်ဖြစ်တာတုံးလို့အကြောင်းကိုရှာပြတယ်။အဲဒီအကြောင်းတရားအမှန်ကဘယ်အရာလုံးလို့မေးရင်လောဘ ။နော်သမုဒိယသစ္စာဆိုတာလောဘကိုပြောတာ။ဒုက္ခသစ္စာဆိုတာဒီခန္ဓာကိုပြောတာ။ဒုက္ခသမုဒိယသစ္စာဆိုတာလောဘကိုပြောတာ။ဒုက္ခဖြစ်ခြင်းရဲ့အကြောင်းတရားဆိုတာလောဘကိုပြောတာပေါ့။ဆိုလိုတာကလောဘဖြစ်ရင်ဒုက္ခဖြစ်တယ်။ဒုက္ခသည်ဘယ်ပုံမှမူတည်ပြီးတော့ဖြစ်တာလဲလို့မြင်လောဘပုံမှမူတည်ပြီးတော့ဖြစ်တယ်။ဒါကြောင့်မြတ်စွာဘုရားကဣဒံခောပန္နဘိက္ခဝေဒုက္ခသမုဒိယအရိယသစ္စာ ယာယံတဏဘောနောဘူကနန္ဒီတာကသဟကတတတတတတဘိနန္တိနိတေယတိတံကာမတဏဘဝတဏဝိဘဝတဏလို့အဲ့လိုမဟုတ်ဘူးလားဟုတ်တယ်လေးဘယ်ကဘာပြောတော့ဒုက္ခဘာကြောင့်ဖြစ်လဲလို့အကြောင်းတရားအမှန်ကိုရှာလိုက်တဲ့အခါမှာလောဘကို တွေ့ရတယ်ပေါ့အဲ့ဒီလောဘကဘယ်လိုသဘောရှိတော့ပောနောဘဝိကဘဝတစ်ကို တဖန်ဖြစ်စေတတ်တယ်နန္ဒီတာကသဟကတဆွဲမဲ့ခြင်းနဲ့တကွာနှစ်သက်ခြင်းနဲ့တကွာဖြစ်တယ်တဲ့ နန္တီဆိုတာနှစ်သက်တာနော်ရာဂဆိုတာတက်မဲ့တာနှစ်သက်ချင်းတက်မဲ့ချင်းတဲ့တကွာဖြစ်တယ်အဲ့ဒီလောဘသည်ဒုက္ခဖြစ်ခြင်းရဲ့အကြောင်းတရားအမှန်ဒါကြောင့်လောကကြီးရဲ့ဒုတိယအမှန်တရားဒုက္ခတွေဘာကြောင့်ဖြစ်တာလဲလောဘကြောင့်ဖြစ်တာဒါသိဖို့လိုတယ်နော်ဒကာကြီးတို့မကြီးများဒီနေရာမှာဒုက္ခဟာလောဘကြောင့်ဖြစ်တယ်ဆိုတဲ့နေရာမှာအဓိကကြားတဲ့ဗရဏကြားတဲ့အကြောင်းတရားကိုမြတ်စွာဘုရားဖော်ထုတ်ပြတယ် ဒေါသကြောင့်ဒုက္ခဖြစ်တာတွေကိုမရှိဘူးလားမနာလိုမှုဝန်တိုမှုတွေကြောင့်ဒုက္ခဖြစ်ရတာတွေကိုမရှိဘူးလားမတိမှုမိုက်မဲမှုတွေးဝေမှုတွေကြောင့်ဒုက္ခဖြစ်ရတာကိုမရှိဘူးလားရှိတယ်ဒါပေမဲ့လောဘဒိသာနဲ့ဒုက္ခဖြစ်ခြင်းရဲ့အကြီးမားဆုံးသောအကြောင်းတရားဒါကြောင့်ဒီလောဘကိုခေါင်ကောက်ပြီးတော့သူသည်ဒုက္ခသမုဒိယသစ္စာလို့ခေါ်တာဟုတ်လားတတိယမယ်နော်ဒီဒုတိယသစ္စာအဲ့တော့ဒီဒုတိယသစ္စာဒီသမုဒိယသစ္စာဒီဘာလို့ရမယ့်သစ္စာလဲလို့မေးရင်တော့ ပယ်ရမယ့်သစ္စာဒါကတော့ကိစ္စညာပေါ့နော်ဒုက္ခသစ္စာဆိုတာဒီခန္ဓာကိုယ်ကြီးကိုပြောတာဘာလို့ရမယ့်သစ္စာလဲလို့မေးရင်ပိုင်းခြားပြီးတော့သိရမယ့်သစ္စာဒုက္ခသမုဒိယသစ္စာဆိုတာတဏှာလောဘကိုပြောတာဒါသိရမယ်နော်သိတာကိုသစ္စာညာဟုတ်လားဘာလို့ရမယ့်သစ္စာလဲလို့သူ့ရဲ့လုံးဝမဲ့ကိစ္စကိုသိတာကြတော့ကိစ္စညာဘာလို့ရမယ့်သစ္စာပယ်ရမယ့်သစ္စာဟောနောက်ဦးဇင်းတို့တတိယနိရောဓသစ္စာ နိရောဓဆိုတာချုပ်ငိမ့်တာတစ္ဆာဆိုတာအမှန်ဘာချုပ်ငိမ့်ရအမှန်တုံးလို့မေးတယ်မရှိဘူးလားရှိရနော်မြတ်စွာဘုရားဘယ်လိုဟောတော့ဒုက္ခနိရောဓံအရိယသစ္စာဟောရှိကဒုက္ခလေးမပါဘူးလားစေရချုပ်ရအမှန်စေရချုပ်ရအမှန်ဆိုတာနိဗ္ဗာန်ကိုပြောတာပေါ့ဒါပေမဲ့အဲ့ဒီမှာမြတ်စွာဘုရားကဣဒံခောပါဏဘိခဝေဒုက္ခနိရောဓံအရိယသစ္စာဒုက္ခနိရောဓံဒုက္ခချုပ်ရအမှန်ဆိုတာဘာကိုပြောတာလဲတဲ့ ယောတတယေဝတနာယအတိတဝိဒါကဏိရောသောသာဂောပတိနိတကောမုတိအနာလေယောတဲ့ဟောတဲ့တဲ့ဟောပါနော်နိဗ္ဗာန်ဆိုတဲ့အတုံးလုံးလေးပါသလားအဲ့ဒီမှာဟောပါဘလို့ပါတော့ယောတတယေဝတနာယအတိတဝိဒါကဏိရောသောသာဂောပတိနိတကောမုတိအနာလေယောသောသောကပြောခဲ့တဲ့ဒုက္ခရဲ့အကြောင်းတရားလို့ဆိုတဲ့အဲ့ဒီတဏှာလောဘရဲ့အကျွင်းမဲ့ချုပ်ခြင်းဆွလွတ်ခြင်းလွမြောက်ခြင်းအာလယကင်းပြတ်သွားခြင်းဆိုတဲ့ဒီသဘောကို ဒုက္ခချုပ်ရလို့ပြောတယ်တဲ့နိဗ္ဗာန်ကိုပြောတာပါပဲဒီနေ့မှာနိဗ္ဗာန်ကိုဘယ်လိုပြောလိုက်တော့လောဘချုပ်ဆုံးတဲ့သဘောလို့ပြောလိုက်တာအဲ့တော့ပိဋကပေါင်းတို့တခါတည်းအတိဘေကပါပြီးသားနော်ဒုက္ခချုပ်တယ်ဆိုတာလောဘချုပ်တာကိုပြောတာလောဘမချုပ်ဖ ೇನೆ ဒုက္ခမချုပ်ဘူးအဲ့လိုဆိုရင်ပိဋကပေါင်းတို့လည်းချဲ့ထွင်ပြီးတော့နားလည်ရမယ်လောဘမနှဲဘဲနဲ့လည်းဒုက္ခမနှဲဘူးဆိုတာလေး ဒုက္ခအကြီးဒီဒုက္ခဖြစ်ခြင်းဒုက္ခချုပ်ခြင်းဒါတွေအကုန်လုံးဒီလောဘပေါ်မှာမူတည်နေတယ်ဒုတိယသစ္စာအရလောဘဖြစ်ရင်ဒုက္ခဖြစ်တယ်တတိယသစ္စာအရလောဘချုပ်ရင်ဒုက္ခချုပ်တယ်ဟုတ်ဒါအလွန်မှတန်ဖိုးရှိတဲ့ဒကာဓမ္မတို့ဦးရှင်တို့အတွက်အမြင့်မားဆုံးသိစရာတွေနော်လောဘချုပ်ခြင်းဒီသာနဲ့ဒုက္ခချုပ်ခြင်းအစစ်လို့သိမယ်ဆိုရင်ဒါဒီရောဒသစ္စာအရမှာသစ္စာဉာဏ်လို့ပြောနိုင်မို့လား ီနိရောဓသစ္စာဒီဘာလို့မှသစ္စာလဲလို့မေးရင်မျက်မှောက်ပြုတ်ရမယ်သစ္စာမျက်မှောက်ပြုတ်အောင်ရကြိုးစားရမယ်သစ္စာသစ္စီကာတဗ္ဗဒါဆိုလို့ရင်ဒါကိစ္စညံမဆိုနိုင်ဘူးလားဗျာအဲ့တော့ဘိသဘောင်းသူတော်ကောင်းတို့ဒီသစ္စာလေးပါးဆိုတာကနော်ပဋိဝေဒထိုးထွင်းပြီးတော့တိတဲ့အဆင့်ကိုမဆိုထားနဲ့အနုဘောဓာမှန်းဆပြီးတော့တိတဲ့အတိမှတောင်မှအလုံးကျူးကျေးစုညာပြတယ် သစ္စာဟဝေတန္တုတရရတနာအရသာတကအရသာထဲမှာသစ္စာရဲ့အရသာတိအချို့မြင့်ဆုံးလို့ဟောဒီဒေသနာလေးလည်းကြားမှုမယ်လို့ထင်တယ်နော်အဲအချိန်မဲကြားလိုက်ရကြားလိုက်ရရိုးသွားတယ်လို့မရှိဘူးသူအဆုံးဆုံးအမှန်တရားနော်အမြင့်မားဆုံးအမှန်တရားသူ့ကိုသိပြီလို့ရှင်ဟိုဘက်မှာဦးရှင်တို့ဘေးသာပေါင်းတယ်လို့သူ့ထက်လွန်မြတ်တဲ့အမှန်တရားဆိုတာသိစရာမရှိဘူးအဲ့ဒါဦးရှင်တို့သတုဒ္ဓမြောက်အရိယသစ္စာကိုသွားကြအောင်ဆိုနော်သတုဒ္ဓမြောက်အရိယသစ္စာကဘာလဲတော့ မဂ္ဂသစ္စာတဲ့နော်အတူချုပ်ပြီးတော့လွယ်လွယ်လေးပြောထားတယ်ပေါ့နော်ဒါလည်းပဲမှတ်သားရလွယ်ကူခြင်းအကျိုးရှိတယ်မဂ္ဂဆိုတာလမ်းသစ္စာဆိုတာအမှန်လမ်းအမှန်လမ်းဆိုရင်တော့တဏှာရာကိုရောက်သွားစီမယ်ပေါ့ဟုတ်တယ်မဟုတ်လားဒါနဲ့ဒီလမ်းအမှန်ကဘယ်ကိုရောက်သွားစီတဲ့လမ်းအမှန်လဲမေးတယ်မရှိဘူးလားရှိရနော်အဲ့ဒါမြတ်စွာဘုရားဘယ်လိုဟောတော့များဒုက္ခနိရောဓဂามိနိပရိပဒါယအရိယသစ္စာ အပြည့်အစုံကအဲ့ဒီတိုင်းမှတ်သားရမှာနော်တစ္ဆာလေးပါးကိုအခြေတဝန်ကလေးအဲ့လိုလေးဘုရားဟောထားတဲ့အတိုင်းလေးပြည့်ပြည့်စုံစုံလေးမှတ်သားထားရင်ပို့ပြီးတော့အဓိပ္ပာယ်ကိုနားလည်နိုင်တယ်ဒုက္ခသစ္စာဒုက္ခသမုဒယသစ္စာဒုက္ခនិရောဓသစ္စာဒုက္ခនិရောဓဂမိနိပရိပဒာအရိယသစ္စာဟောဒုက္ခនិရောဓဆိုတာဒုက္ခချုပ်ငြိမ်းရာနော်ဂမိနိပရိပဒာရောက်ရရောက်ကြောင်းအကျင့်လန်းကြောင်းအမှန် အဲ့ဒါကဘာကိုပြောတာတော့ဆိုတော့မဂ်ဂင်ရှင်ပါကိုပြောတာအတိလေးဟောထားတာမရှိဘူးလားဤတံခောပါဏဘိကဝေဒုက္ခនិရောဓကမိတိပရိပဒအရိယသစ္စံအယမေဝံအရိယောအထင်ကိကောမဂ်ဟောမဂ်ဂင်ရှင်ပါကိုဒုက္ခချုပ်ရန်သို့ရောက်စေတတ်သောအကျင့်လမ်းကြောင်းအမှန်လို့ဟောတာဒုက္ခငြိမ်းမှုအတွက်လှုပ်ရှားအလုတ်ကမဂ်ဂင်ရှင်ပါပဲရှိတယ် အဲ့ဒီမဂ်ကင်ရှင်ပါကိုကျင့်သုံးခြင်းဒီဒုက္ခငြိမ်းရာသို့ဆက်ရောက်သွားစေနိုင်တယ်ဒါဟာအမှန်တရားလောကကြီးရဲ့စတုထမြောက်အမှန်တရားဒါမဂ်ကင်ရှင်ပါသည်ဒုက္ခငြိမ်းရာကိုဆက်ရောက်သွားစေတတ်တဲ့တခုတည်းသောအမှန်တရားလို့ဆိုလို့ရှိရင်ကျန်တဲ့နီးလန်းတို့ဖြင့်ဒုက္ခငြိမ်းရာကို မရောက်ရှိနိုင်ဘူးမဂ်ကင်ရှင်ပါအလုကလွဲလို့ကျန်တဲ့အလုဘယ်အလုကမှဒုက္ခကိုတကယ်မငြိမ်းစေဘူးတော့တချို့လူတွေကဒုက္ခငြိမ်းဖို့နေနေတာဒါဒုက္ခတွေတောင်းများလာသေးတယ်ဟုတ်တယ်မဟုတ်လား ုဒုက္ခငြိမ်းချောင်းအကျင့်လန်းချောင်းကဘယ်ကြီးရှိပါပဲရှိတယ်။ဒါအမှန်တရားလို့ပြောတယ်။ဟုတ်လားဘယ်လိုဘယ်ခုနှောင်းဘယ်ခုမြောက်မှန်တရားလဲ။လေးခုမြောက်မှန်တရား။အဲ့ဒါကိုအမှန်တရားလို့သိမယ်ဆိုရင်ဒါသစ္စာဉာဏ်မကသစ္စာအပေါ်မှာသစ္စာဉာဏ်ဒီမကသစ္စာဒီဘာလို့ရမယ့်သစ္စာလဲလို့မေးရင်ပွားများရမယ့်သစ္စာဒါဆိုရင်တော့ကိစ္စဉာဏ်။ပဉ္စဖုန်ဉာဏ်ကိုရလို့ပွားများပြီးသွားပြီလို့သိပြီဆိုရင်တော့ဒါကတဉာဏ်လို့ဆိုရမယ်ပေါ့။တော့တပည့်ဆက်ကြကို ကြည်ပြောင်းအောင်လေ့လာမယ်ဆိုတော့အလွန်ကောင်းမယ်ပေါ့နော်အဲ့တော့ဦးဇင်းတို့ပေးတဲ့ပေါင်းသူတော်ကောင်းတို့သူတော်ကောင်းကိုကိုကသစ္စာလေးပါးနဲ့ဆက်ဆံရာကိုပြောကျင်နေဆိုရင်ကိုကိုတိုင်းကလည်းနားလေသဘောပေါက်ဖို့မလိုဘူးလားလိုတယ်အဲ့တော့ဒုက္ခသစ္စာသည်ပိုင်းခြားပြီးတော့သိရမယ်အမှန်တရားဒုက္ခသမုဒယသစ္စာသည်ဖယ်ရှားသုတ်တင်ရမယ်အမှန်တရားညောဒသစ္စာသည်မျက်မှောက်ပြုရမယ်အမှန်တရားမဂ္ဂသစ္စာသည်မိမိတန်တာမှာဖြစ်စီရမယ်ပွားများစီရမယ်အမှန်တရားအဲ့တော့ဒုက္ခသစ္စာဆိုတာဒီခန္ဓာကိုယ်ကိုပြောတာ ုက္ခသမုဒိယသစ္စာဆိုတာလောဘကိုပြောတာဒုက္ခនិရောဓသစ္စာဆိုတာလောဘချုပ်တာကိုပြောတာလောဘချုပ်ရသို့ရောက်စေတတ်တဲ့အကျင့်ဆိုတာမဂ်ကင်၈ပါးကိုပြောတာလို့ဟောသိရတယ်။နော်ဒီနေ့မှာဦးဇင်းတို့ဘေးသဘောင်းတရားကောင်းတို့မဂ်ကင်၈ပါးဆိုတာလေးကိုတော့နည်းနည်းလေးပြောခြင်းသေး။နော်မဂ်ကင်၈ပါးထဲမှာဦးဇင်းတို့အရေးပါဆုံးအဓိကကျဆုံးမဂ်ကင်ကတမ္မာဒိဋ္ဌိမဂ်ကင်ပဲ။အောက်လို့သူကိုအရေးပါဆုံးအဓိကကျဆုံးလို့ပြောရတော့ဆိုတော့သူမဖြစ်ရင်ကျန်တဲ့မဂ်ကင်တွေဖြစ်လို့မရဘူး။ သူဖြစ်ရင်ကျန်တဲ့ဘက်ခင်တွေဖြစ်လို့ရတယ်။ဒါကိုမင်းကိုဆိုတော့ဘုရားကြီးကယထာတို့ကြီးရှစ်တွဲမှာခေါင်းတွဲကိုသာပုံမှန်ခုံပေါင်းမှာနောက်တွဲခုနှစ်တွဲအလိုလိုလိုက်လာပါလိမ့်မယ်လို့အဲ့လိုဥမာပေးတယ်။နောက်မဲခင်ရှင်ပါယထာတို့ကြီးရှစ်တွဲမှာတမဋိဋ္ဌိဆိုတဲ့ခေါင်းတွဲကြီးကိုသာဖြစ်အောင်ကြိုးစားတမတေကပအစရှိတဲ့နောက်တွဲခုနှစ်တွဲဟာပါလာမယ်လို့ဒီလိုမျိုးတင်စားပြီးတော့ပြောတာ။အဲ့တော့အလွန်အရေးပါတဲ့ဒီတမဋိဋ္ဌိအကြောင်းကိုတော့ပိဋကပေါင်းတော်တို့သိထားတဲ့နေပါ ဘယ်လိုအသိဉာဏ်တွေပဲဖြစ်ဖြစ်သူတ္တမယဉာဏ်ကစရတာနော်သူတ္တမယဉာဏ်ကြားလို့သိရတဲ့အသိလေးကိုအခြေခံပြီးတော့မှမကန်ကနီးမှလမ်းမှတွေးတော်စဉ်းစားမယ်သိလာပြီဆိုရင်စိန္ဒမယဉာဏ်တကယ်လက်တွေ့ကြိုးစားအထောက်လို့ဉာဏ်မြင်ရှင်းလာပြီဆိုရင်တော့ဘာဝနာမယဉာဏ်ပေါ့ဟုတ်လားအဲ့တော့သမ္မာဒိဋ္ဌိဆိုတာဒီနေရာမှာဘာကိုပြောတာတော့သမ္မာဆိုတာမှန်ကန်တာဒိဋ္ဌိဆိုတာအမြင်မှန်ကန်တဲ့အမြင်ဒါသမာဓိဋ္ဌိဆိုတာမှန်ကန်တဲ့အမြင်မှလို့ပြောတာလေးကတော့နည်းနည်းလွယ်မယ်လို့ထင်တယ် ။တမာဒိဋ္ဌိကဘာလဲလို့မေးရင်မှန်ကန်တဲ့အမြင်။နည်းနည်းလေးစဉ်းစားကြရရှိတာကဘယ်လိုမြင်တဲ့အမြင်ကိုမှန်ကန်တဲ့အမြင်လို့ပြောမှလဲလို့စစ်မေးရင်တော့နည်းနည်းလေးစဉ်းစားကြရရှိလာတယ်။ဟောဟုတ်တယ်မဟုတ်လား။ဒီနေမှာဦးဇင်းတို့မြတ်စွာဘုရားတမာဒိဋ္ဌိနဲ့ပတ်သက်ပြီးတော့သစ္စာလေးပါးကိုထွတ်ထွင်းရည်တည်ခြင်းဒီတမာဒိဋ္ဌိဖြစ်တယ်လို့ဒေသနာအများစုမှာအဲ့ဒီတိုင်းပဲဟောတယ်။ဒါကအစဉ်အတအမြင်မှဆုံးမဉဏ်ဖုံးဉဏ်တွေကိုရည်ရွယ်ပြီးတော့ဟောတယ်လို့ဆိုရမှာပေါ့။ဟုတ်လား။ ဒီနေ့မှာဦးဇင်းတို့ပြောချင်တာလေးတစ်ခုကခန္ဓာဝကတန်ရုပ်ပါဠိတော်မှာသမာဓိဋ္ဌိနဲ့ပတ်သက်ပြီးတော့ဝိပဿနာဉာဏ်ကိုရည်ရွယ်ပြီးတော့ဟောထားတဲ့သမာဓိဋ္ဌိလေးတွေ့ရတယ်။မတည်မြဲသောယူဘက်ခန္ဓာကိုမတည်မြဲဘူးလို့သိရင်ဒါကသမာဓိဋ္ဌိလို့မှတ်ရမယ်။ဟောအဲ့ဒါလိုပဲဦးဇင်းတို့ဝေဒနာသင်ညာသင်္ခါရဝိညာဉ်တည်မြဲမှုမရှိတဲ့ခန္ဓာကိုတည်မြဲမှုမရှိဘူးလို့သိရင်ဒါပါလေ တဏှာကြီးတော့ကျော်သွားပြီเนาะတဏှာကြီးတော့ပဲခွင့်ရမယ် ਨੇ ဟဲ့ဒီကမာကြီးဒေါ်တရားလည်းပြီးတော့မှာပါเนาะဒါဒီမြဲမှုမရှိတဲ့ဒီခန္ဓာရဲ့သဘာဝကိုဒီမြဲမှုမရှိဘူးလို့သိရင်ဘာလို့မှတ်ရမလဲသမာဓိဋ္ဌိအဲ့ဒါဦးဇင်းတို့ဒီနေရာမှာလူငယ်လေးတွေနားလည်အောင်ခန္ဓာရဲ့ဒီမြဲမှုမရှိတဲ့သဘောဆိုတာဘယ်လိုသဘောကိုပြောတာတော့ဒါလေးကိုလက်တွေ့ကြကြလေးစဉ်းစားစဉ်းစားတတ်စေခြင်းနဲ့ပေါ့နော် ခန္ဓာရဲ့ဒီမြဲမှုရှိတဲ့သဘောဆိုတာကကိုယ်ခန္ဓာမှာဘယ်လိုသဘောဝတရားတွေပဲဖြစ်လာဖြစ်လာတခုမှဒီမြဲမနေဘူးဆိုတာကိုအမှန်ကန်သိတဲ့ဉာဏ်အဲဆိုလိုတာကဒီခန္ဓာမှာဖြစ်နေတဲ့တရားတွေရဲ့မတည်မြဲမှုကိုသိကျင်နေဆိုရင်ဘာတွေဖြစ်နေလဲဆိုတာကိုအရင်သိဖို့လိုသေးတယ်။ဒါကဓမ္မတို့ဥစဉ်တွေရဲ့ခန္ဓာမှာအကျဉ်းမြင်ပြောရရင်မြင်ခြင်း၊ကြားခြင်း၊နမ်းရှုခြင်း၊စားသောက်ခြင်း၊တွေ့ထိခြင်း၊တွေ့ကြံခြင်းဒီ၆အုပ်စု ဉာဏ်မြင်ဖြစ်တယ်။ဒါလည်းပဲဖြစ်เสียအကြောင်းတရားတွေရှိတော့ဖြစ်တယ်။ကိုယ်သဘောကိုယ်ဆန္ဒလည်းဖြစ်တာတော့မဟုတ်ဖြစ်เสียအကြောင်းပေါ်မှာမူတည်ပြီးတော့ဖြစ်တယ်။အဲ့ဒီဖြစ်လာတဲ့သဘောဝတရားတွေကတခုမှတည်နေတာမြင်နေတာမရှိဘူး။အဲ့ဒါကိုအမှန်ကန်သိလို့ရှိရင်တမာဒိဋ္ဌိဥစဉ်တို့ဒီမြင်နေဆိုတဲ့သဘောလေးထဲမှာခန္ဓာ၅ပါးပါပြီးသားဒါလေးကိုဦးဇင်းတို့နားလည်ဖို့လိုတယ်နော်ဒီကြားတယ်ဆိုတာထဲမှာလည်းခန္ဓာ၅ပါးပါပြီးသားသက်စွာဘုရားဟောတာကတော့ မတည်မြဲသောခန္ဓာ၅ပါးကိုမတည်မြဲဘူးလို့သိရင်တမာဒိဋ္ဌိလို့ပြောတာအဲ့ဒါကိုကိုယ့်ရဲ့ဉာဏ်ကမငုံမိမှဆိုးလို့ဒါဥစဉ်ကထက်ပြီးတော့အသေးစိတ်ပြောပြတာပေါ့နော်ခန္ဓာ၅ပါးရဲ့မတည်မြဲမှုကိုသိတယ်ဆိုတာဘယ်လိုအရာတော့မြင်တာပဲဖြစ်ဖြစ်ကြားတာပဲဖြစ်ဖြစ်အနံ့နေရတာပဲဖြစ်ဖြစ်အရသာကိုရတာပဲဖြစ်ဖြစ်အတွေ့အထိတွေတွေ့ထိတာပဲဖြစ်ဖြစ်အတွေ့အကြံတွေတွေ့ကြံနေတာပဲဖြစ်ဖြစ်အဲ့ဒီသဘာဝတရားတွေဖြစ်တိုင်းဖြစ်တိုင်း ဒါဟာတည်မြဲနေတဲ့သဘောတွေမဟုတ်ဘူးလို့သိလို့ရှိရင်ဒါသမာဓိဋ္ဌိအဲ့ဒါအမှန်သိတာပဲလေ။ဟောဆိုအဲ့ဒါဟာအမှန်တရားဖြစ်လို့မြင်တာလည်းပဲမြင်ပြီးပြီးသွား။နောက်ထပ်ထပ် ပြီးတော့မြင်တာဖြစ်တယ်။သူလည်းပဲတည်မြဲခွင့်မရှိဘူး။သူလည်းပဲပြီးသွား။နောက်ထပ်ထပ်ပြီးတော့မြင်မြန်နေ။ဟောဥစဉ်ပြောတာကအလွန်နှေးပါတယ်။မြင်တာတွေကတော့အလွန်မြန်ဆန်တဲ့အရှင်ဟိုနဲ့ဒလဇက်မြင်သွား။အဲ့ဒါကိုဒကာဓမ္မတို့ဥစဉ်တွေကပိုင်းခြားပြီးတော့မသိတတ်ဘူးမမြင်တတ်ဘူး။ အဲ့တော့အမြင်မြင်နေတယ်လို့ထင်အမှန်ကအမြင်မြင်နေတာမဟုတ်မြင်တာဟာမမြဲဘူးမြင်တာဟာမမြဲဘူးပြီးသွားမြင်တာဟာမမြဲဘူးဆိုတာဘာကိုကြည်ချင်းအဖြစ်ပို့ပြီးတော့သိနိုင်တယ်မြင်တာကမတည်မြဲလို့မို့ထက်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 မြင်အောင်လှုပ်လှုပ်နေရဒါလူငယ်လေးတွေအတွက်ရည်ရွယ်ပြောတာပါမြင်တာဟာပြီး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 သွားလို့သာလင်ထက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 ်မြင်အောင်လှုပ်နေရတယ် မျက်နှာကြီးကပြီးမသွားဘူးတီးနေတယ်မြင်နေတယ်ဆိုရင်ထားလိုက်တော့လေနောက်ထပ်ထပ်မြင်အောင် လုပ်နေကြအောင်မရှိဘူးဒါဥစဉ်တွေးမိတာလေးကိုပြောပြတာအဲ့လိုပဲဘေးသက်ပေါင်းတော့ကြားတာဟာကြားပြီးပြီးသွားတယ်နောက်ထပ်ထပ်ပြီးတော့ကြားတယ်ဒါလည်းပဲပြီးသွားတာနောက်ထပ်ထပ်ကြားတယ်ဒါလည်းပဲပြီးသွားတာနော်ကြားတာတွေဟာပြီး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 သွားလို့နောက်ထပ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 ်ကြားရအောင်လုပ်နေကြရတယ်အဲ့လိုပဲအနဲ့နေရတယ်အရာသာတွေရတယ်အတွေ့အထိတွေရတယ်တွေ့ကြံတာတွေဖြစ်တယ် ဖြစ်တာကတော့ဖြစ်တာပါပဲအကြောင်းတရားပေါ်မှာမူတည်ပြီးတော့ဆုံးနေအောင်ဖြစ်တယ်။ဒါပေမဲ့တေချာတာကလည်းတခုမှတည်မြဲနေတာမရှိဘူး။ဟောဒီလိုနဲ့သွားနေနော်ဘဝဆိုတာ။အဲ့ဒီအမှန်တရားကိုသိရင်မလို့ခေါ်တော့သမာဓိဋ္ဌိ။အဲ့ဒီသမာဓိဋ္ဌိဖြစ်ရင်ဉာဏ်နဲ့မဂ်ကင်တွေဖြစ်တယ်။အဲ့ဒီသမာဓိဋ္ဌိကောင်းဆောင်တဲ့မဂ်ကင်ရှင်မမိမိတန်တမဖြစ်ပေါ်စေခြင်းဒီပင်လျင်လောဘချုပ်ရာလို့ခေါ်တဲ့နိရောဓသစ္စာနိဗ္ဗာန်ကိုမျက်မှောက်ပြုဖို့အတွက်တကြောင်တည်းသောလမ်းကိုရှောင်လန်းနေတယ်လို့ဆိုနိုင်မို့လား။ ဆိုနိုင်တယ်သရုဒ္ဓသစ္စာယသူသည်အမှန်တရားတော့တမာတိတိအမြင့်မှန်ကောင်းဆောင်တဲ့မဂ်ကင်ကိုသာပွားများမယ်ဆိုရင်နိဗ္ဗာန်ကိုမျက်မှောက်ပြုဖို့အတွက်အထုတ်နေတာတေချာပေါက်ရောက်သွားလိမ့်မယ်ဒါအမှန်တရားတော့ဒီလမ်းကိုရှောင်ရင်ဒီမန်းနိုင်ကိုရှောက်ကိုရောက်မယ်ဆိုတဲ့အတိအပ္ပမျိုးကိုပြောတာနော်ဒါကြောင့်ပိသက်ပေါင်းသူတော်တို့သစ္စာလေးပါးကိုကိုကိုတိုင်လည်းပဲကျွမ်းကျင်အောင်လိမ်မာအောင်အနည်းဆုံးပရိယတ္တိအရာလောက်ကတော့မသိသင့်ဘူးလားသိသင့်တယ် တကယ်ပဋိဝေဒအစဉ်ထိုးထွင်းပြီးတော့သိတယ်ဆိုတာကတော့မဲ့ညံရမှဖြစ်နိုင်တာပေါ့သို့သောအဲ့ဒီမဲ့ညံဆိုတာကလည်းပဲအခုဦးဇင်းတို့ပြောတဲ့တမ္မာဒိဋ္ဌိကောင်းဆောင်တဲ့မဂ်ဂင်ရှင်မကိုပွားများမှနော်မဲ့ညံဖုန်ညံဆိုတာလည်းရားနိုင်တာသူကလည်းဘဝကနေထပ်ပြီးတော့ဖြစ်လာတဲ့အမျိုးမဟုတ်ဘူးနော်ဘုဝိပဒနာဉာဏ်ကိုရင့်ကျက်အောင်ပွားများမှမဂ်ဂင်ရှင်ပါနော်ရင့်ကျက်အောင်ပွားများမှမဉ္ဇဉ်ဖုန်ဉ္ဇဉ်ဆိုတာကိုရပြီးတော့တိစ္ဆာလေးပါးကိုထွတ်ထွင်းပြီးတော့တည်တဲ့အရှင်ကိုရောက်ပါ ပထမအဆင့်ထိုးထွင်းပြီးတော့သိပြီဆိုရင်ဒါသောတပတ္တိမဉ္ဇဉ်ဘုံဉ္ဇဉ်လို့ခေါ်ဘူးလားခေါ်တယ်။အဲ့ဒါကိုအရဟတမဉ္ဇဉ်အရဟတဘုံဉ္ဇဉ်ဆိုင်အောင်ကြိုးစားအထုတ်မယ်ဆိုရင်တော့ဒုက္ခခတ်သိငြိမ်သွားတယ်။ဘုရားဘာသာဝင်တို့ရဲ့နောက်ဆုံးပန်းတိုင်းအဓိကရည်ရွယ်ချက်ထားရမှာကအဲ့ဒီနိရောဓသစ္စာကိုမျက်မှောက်ပြုရည်။ဒါကြောင့်ဘာကုသူပဲလှုပ်လှုပ်နော်မဉ္ဇဉ်ဘုံဉ္ဇဉ်ကိုရာကြီးရဲ့အထောက်ပံ့ဖြစ်ပါစေဆိုတဲ့ဆန္ဒထားကြရတော့ သူ့ကိုသိရင်အလွန်တရာအကျိုးကျေးဇူးများတဲ့အတွက်ကြောင့်မြတ်စွာဘုရားကသူများကိုလည်းသိအောင်ပြောပြရမယ်လို့ပြောတာအဲ့တော့ဒီနေ့မှာဦးရှင်တို့တစ္ဆာလေးပါးကိုသိတဲ့လူနဲ့တစ္ဆာလေးပါးကိုမသိတဲ့လူရဲ့ခွာခြားချက်ပြောမယ်ဆိုလို့ရှင်ပြောလို့မကုန်နိုင်ဘူးခုတက္ကသမတို့ဦးရှင်တို့တွေအခုချိန်အထိတော့အနာဂတ်ရေးကိုစိတ်မအေးရပဲနဲ့နော်တကြောင်ကြကြနဲ့တဆူရင်ရင်နဲ့နေနေကြတာအဲ့ဒီတစ္ဆာလေးပါးကိုမသိသေးလို့ ်ဘလောက်ပဲချမ်းသာတဲ့လူပဲဖြစ်ဖြစ်ဘလောက်ပဲအဆင်ပြေတဲ့လူပဲဖြစ်ဖြစ်အနာဂတ်ကြီးကိုဘယ်သူမှစိတ်မအေးရသေးဘူးငါတည်ရင်ဘယ်မြန်ရောက်လိမ့်မလဲဒီအတွေ့ကအမေကြီးမိနေတဲ့ချိန်မှာတော့ရှိချင်မှရှိမယ်ပေါ့ဟုတ်တယ်မို့လားတော့မျောပြီးတော့ကြည့်တတ်တဲ့လူတိုင်းအရှိမြင်တဲ့လူတိုင်းမှာဒီစိုးရိမ်မှုဒီကြောင်းကြမှုဆိုတာမရှိဘူးလားရှိတယ်ဒါကဘာနဲ့မှဒီဥစ္စာကိုအဖြေပေးလို့မရဘူးမဲ့ညံဖုန်ညံဆိုတာကိုရမှသာလေစိတ်ချရတဲ့ တေချာတဲ့အနေထားကိုရမှာဟုတ်တယ်မဟုတ်လားပတ်စံဒီဘလောက်ပဲရှာနိုင်ရှာနိုင်အနာဂတ်ကြီးစိတ်မချရအောင်ပတ်စံဒီအနာဂတ်ကြီးကိုစိတ်အေးရသေးစိတ်အေးစေရတဲ့အကျိုးကျေးဇူးကိုမပေးနိုင်မမတိခင်မှာ300စာရုံထားပါပဲဟုတ်တယ်မဟုတ်လားအနာရကကြီးကိုစိတ်အေးရသေးတာကဒီအတိညာပဲရှိဒီအတိညာသာမရသေးရင်တော့ဘာမှအနာဂတ်ကြီးကစိတ်အေးစေရအကြောင်းမရှိဘူးရက်စွာခဲ့ဘယ်လိုဟောတော့ကောင်းငင်ကိုမြှောက်လိုက်တဲ့ဒုတိယချောင်းဟာတဲ့အရင်ကပြန်ကြရင်လည်းကြမယ် ်သူမဟုတ်ဘုရားကကြားရင်လည်းကြားမယ်သူမဟုတ်မလားတပါကြားရင်လည်းကြားလာမယ်လို့ကြားမယ်လို့သူမှကန့်တဲ့ချက်မရှိဘူးအဲ့လိုပဲပုထုရှင်တယောက်တစ္ဆာလေးပါးကိုထွန်းထွန်းပြီးတော့မတိသေးတဲ့အမှန်တရားကိုမတိသေးတဲ့ပုဂ္ဂိုလ်တယောက်ရဲ့စိတ်ဓာတ်တည်ဖြစ်ချင်တာတွေဖြစ်နိုင်သေးတယ်ဖြစ်ချင်တာတွေဖြစ်နိုင်သေးတဲ့လူတယောက်အတွက်ရောက်ချင်တာကိုရှောက်သွားနိုင်သေးတယ်ဒါရိုးရိုးလေးပါဟုတ်လားတစ္ဆာလေးပါးကိုတည်ပြီးသားပုဂ္ဂိုလ်တွေကြတော့အဲ့လိုမျိုးမဟုတ်တော့ဘူးဒါကြောင့်ပိဋကပေါင်းသူတော်ဟောင်းတို့ တစ္ဆာလေးပါးကိုသိသွားကြတဲ့ပုဂ္ဂိုလ်တွေနဲ့တစ္ဆာလေးပါးကိုမသိကြသေးတဲ့ပုဂ္ဂိုလ်တွေရဲ့ခွာချက်ချက်ကြီးမားပုံကိုပြောရင်မကုန်နိုင်ဘူးဟုတ်ရဲ့လားအဓိကပန်းလိုက်ထားရမှာကအဲ့ဒီတစ္ဆာလေးပါးကိုထွထွင်းပြီးတော့သိရအဲ့တော့ဒီနေရာမှာဦးဇင်းတို့ဘဝဘောပေါင်းများစွာက ကုသိုလ်ကောင်းမှုတွေပြုလုပ်ခဲ့ကြလို့အသိဉာဏ်ရှိတဲ့လူသားတယောက်ဖြစ်ရတယ်သာသနာတော်မြတ်ကြီးရဲ့မှန်ကန်တဲ့အဆုံးအမနဲ့လည်းတွေ့ရတယ်တော့အသိဉာဏ်နဲ့ပြည့်စုံတဲ့လူတယောက်လည်းဖြစ်ရတယ် ကိုကဒီမက်ကင်ရှင်ပါလမ်းကိုကြိုးစားပြီးတော့ဖြည့်ကျင်းဖို့ပဲ လိုနေတာတကယ်တကယ်ကဟုတ်လားနောက်ထပ်ထပ်ပြီးတော့ဟိုမဟုတ်ဆိုတော့ဘုရားကြီးရဲ့လေးသံနဲ့ပြောရမယ်ဆိုလို့ရှိရင်ပါရမီတွေကပြည့်နေပြီတဲ့ဆရာကြီးကတော့အဲ့တိုင်းပြောတာဟုတ်လားဒီကြိုးစားအထုတ်ဖို့ပဲလိုနေတာဆိုလိုတာကအခွင့်အရေးကောင်းကြီးရဖို့အတွက်နောက်ထပ်ထပ်ဆူတောင်းနေเสียမလိုဘူးအခွင့်အရေးကောင်းကအခုရနေပြီ အသုံးချလိုက်ဖို့ပဲလိုနေတာနောက်ထပ်ထပ်ဆူတောင်းလို့အခွင့်အရေးကောင်းကြီးရမယ် ဲ့ဒီကြရင်လည်းကြိုးစားမှပဲရမှာမကြိုးစားရင်မရဘူးဘောပေါလာဦးစင်ခုပြောလိုက်တဲ့စကားလုံးလေးအလွန်ရှင်းတယ်လို့ထင်တယ်နောက်အခွင့်အရေးကပါတော့ရနေပြီရနေပြီတတ်ထက်ရတဲ့အခွင့်အရေးမရှိဘူးလမ်းကြောင်းမှန်ကိုတွေ့နေပြီမလျှောက်ရင်တော့ရမှာမဟုတ်ဘူးအခုမလျှောက်ရင်မရတယ်လို့နောက်မလျှောက်ရင်လည်းရမှာမဟုတ်ဘူးအဲ့တော့အခုလဲရှောက်မှရမှာနောက်လဲရှောက်မှရမှာဆိုရင်တော့အခုရှောက်လိုက်လို့အခုရသွားအေးတာဟုတ်တယ်မဟုတ်လား အရပိသဘုံတရဟောတို့သစ္စာလေးပါးကိုထိုးထွင်းပြီးတော့သိကျင်တယ်ရှင်ဘာလို့အောင်တို့တမ္မာဒိဋ္ဌိကောင်းဆောင်နဲ့မကင်ရှင်ပါးကိုပွားများရမယ်တထက်ပူပြီးတော့ဦးဇင်းတို့နားလည်လို့တဲ့ဟောရတာနဲ့ပြောရရင်မတီးမြဲသောခန္ဓာမှာဖြစ်ပေါ်နေတဲ့သဘောဝတရားတွေကိုမတီးမြဲဘူးလို့သိတဲ့အသိဉာဏ်ကိုမြားအောင်ပွားရမယ်အဲ့ဒါဒီသစ္စာလေးပါးသိအောင်ကြိုးစားနေတာလို့မဆိုနိုင်ဘူးလားဆိုနိုင်တယ်ဒါကြောင့်ပိသဘုံတရဟောတို့ မိမိတို့ရဲ့မိတ်ဆွေတွေအပေါင်းအသင်းတွေဆွေမျိုးတွေတားခြင်းတွေရဲ့ပုံမှာကိုယ့်ရဲ့စကားကိုနားထောင်မယ်လို့ထင်ရတယ်ဆိုလို့ရှိရင်ပြောပြရမယ့်အရာဌာန၄မျိုးနော်ဒုက္ခသစ္စာဒုက္ခသမုဒယသစ္စာဒုက္ခនិရောဓသစ္စာဒုက္ခនិရောဓကမိနိပရိပဒအရိယသစ္စာဆိုပြီးတော့ဒုက္ခသစ္စာသမုဒယသစ္စာនិရောဓသစ္စာဘဂသစ္စာအဲ့ဒါဦးဇင်းတော်ဒါတရားရဲ့တတိယပိုင်းနော်မထင်ရဘူးနော်ဒီလောက်ထိဟောနိုင်လို့တဏှာကြီးနဲ့15မိနစ်ရှိသွားပြီနော်အဲ့တော့မေတ္တာပေါင်းသူတော်ကောင်းတို့ဒီကနေ့ည ဒီတရားတွေကိုပြောပြပါဆိုပြီးတော့တရားကောင်းစဉ်လေးပေးပြီးတော့ဦးဇင်းတို့အပိုင်း၃ပိုင်းပိုင်းပြီးတော့ခွဲပြီးတော့ဟောပါတယ်နော်ပထမပိုင်းမှာပြောပြရမယ်နားလည်အောင်စောင့်တည်စေရမယ်ပြောပြရမယ်တရားကပါလေဗျာယတနာမြတ်သုံးပါးရဲ့ခုံကျေစုယတနာမြတ်သုံးပါးရဲ့ခုံကျေစုကိုမတုံမလုံညံနဲ့တတ်ဝင်ယုံကြည်မယ်ဆိုလို့ရှိရင်ဘုဒ္ဓရာဘောတေဇောဝါရောတကြီးလေးပါးကမှဖောက်ပြန်ခြင်းဖောက်ပြန်နိုင်သေးတယ်ဒီပုဂ္ဂိုလ်အတွက်အပေလေးပါးကိုကြာတိအထိစိုးရတဲ့ဖောက်ပြန်မှုဆိုတာမရှိနိုင်တော့ဘူးအားရစရာမကောင်းဘူးလား Mm-hmm. နောက်ဒုတိယပြောပြရမယ့်တရားကဘာလဲလို့များသတိပဋ္ဌာန်တရား၄ပါးသတိပဋ္ဌာန်တရား၄ပါးကိုပြောပြလို့အဲ့ဒီပုဂ္ဂိုလ်အားထုတ်မယ်ဆိုလို့ရှိရင်အကျိုးကျေးဇူးဘယ်နှမျိုးရနိုင်တော့9မျိုးရနိုင်တဲ့စိတ်ဓာတ်ပြုခြင်းတန်ရှင်းခြင်းဆိုတဲ့အကျိုးကျေးဇူးဆိုရင်ခြင်းကိုကျွေးခြင်းကိုလွန်မြောက်နိုင်တဲ့ဆိုတဲ့အကျိုးကျေးဇူးကိုယ်ဆင်းရဲခြင်းစိတ်ဆင်းရဲခြင်းကိုချုပ်ငြိမ်းစေနိုင်တဲ့ဆိုတဲ့အကျိုးကျေးဇူးမဲ့ညံဖူညံကိုရခြင်းဆိုတဲ့အကျိုးကျေးဇူးဟုတ်လားဒါသတိပဋ္ဌာန်တရားကိုအားထုတ်ရင်ရရှိမယ့်အကျိုးကျေးဇူးများ ဒါကြောင့်ကိုယ်တိုင်လည်းသိအောင်သူတို့ဘာလို့လည်းသိအောင်ပြောပြရမယ်။နောက်သုံးခုမြောက်ခေါ်လိုက်တဲ့သုတ်တံသုံးခုမြောက်ပြောပြရမယ်အရာထဏ၄ပါးကပါတော့သစ္စာ၄ပါးခန္ဓာသည်ဆင်းရဲခြင်းတရားများသာဖြစ်တယ်ဆိုတဲ့ပထမလောကကြီးရဲ့အမှန်တရားလောဘသည်ဒုက္ခဖြစ်ခြင်းရဲ့အကြောင်းတရားအမှန်လို့ဆိုတဲ့လောကကြီးရဲ့ဒုတိယအမှန်တရားနော်ဒုက္ခချုပ်ရာဆိုတာလောဘချုပ်တာကိုပြောတာဆိုတဲ့တတိယအမှန်တရား ော့ထိုဒုက္ခချုပ်ရာသို့ရောက်စေခြင်းနဲ့ဆိုလို့ရှိရင်မျက်မှောက်ပြုခြင်းနဲ့ဆိုရင်မဂ္ဂင်၈ပါးကိုပွားများရမယ်ဆိုတဲ့လမ်းအမှန်နော်လေးခုမြောက်အမှန်တရားအဲ့ဒီသစ္စာ၄ပါးကိုသိမယ်ဆိုလို့ရှိရင်ပဋိဝေဒအစင့်တီရောက်အောင်သိမယ်ဆိုလို့ရှိရင်ဒုက္ခတွေဟာသူရှင်နဲ့သူပိုင်းပြီးတော့ဂုံ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 သွားတဲ့အနေအထားမျိုးနောက်ဆုံးလုံးဝဒုက္ခတွေလုံးဝချုပ်သွားတဲ့အနေအထားမျိုးကိုမရောက်ပေဘူးလားရောက်မယ်ဒါကြောင့်ဘေးသာပေါင်းတတော်တို့သည်ကိုယ်တိုင်လည်းပဲ ကျေနပ်မြတ်သုံးပါးရဲ့ဂုံကြီးစီကိုညံနဲ့မတုံမလုံတတ်ဝင်ယုံကြည်တဲ့ပုဂ္ဂိုလ်တွေဖြစ်အောင်ကြိုးစားနေရမယ်။သူတစ်ပါးကိုလည်းပဲတိအောင် မြင်အောင်စောက်တည်နိုင်အောင်ပြောပြရမယ်။နောက်ကိုကိုယ်တိုင်လည်းပဲသတိပဋ္ဌာန်တရားရဲ့အကြောင်းကိုလိမ္မာအောင်ကျွမ်းကျင်အောင်နားလည်အောင်နောက်ဆုံးအားထုတ်နိုင်အောင်ကြိုးစားရမယ်။သူတစ်ပါးကိုလည်းပဲနားလည်အောင်အားထုတ်နိုင်အောင်ပြောပြရမယ်၊ပံ့ပိုးပေးရမယ်။ဟုတ်လား။နောက်ပြီးတော့ကိုယ်တိုင်လည်းပဲသစ္စာလေးပါးကိုထွန်းထွန်းပြီးတော့သိအောင်ကြိုးစားရမယ်။သူတစ်ပါးကိုလည်းသစ္စာလေးပါးကိုထွန်းထွန်းပြီးတော့သိအောင်အထောက်အကူပြုရမယ်၊ပြောပြနိုင်ရမယ်။ <laughs> ဟုတ်လားအဲ့လိုဆိုလို့ရှိရင်မိမိရဲ့အကျိုးစီးပွားတရားရဲ့အကျိုးစီးပွားကိုမှန်မှန်ကန်ကန်ကျင့်သုံးနေတဲ့ပုဂ္ဂိုလ်တရားလို့ဆိုနိုင်မို့လားဆိုနိုင်တယ်ဒါကြောင့်ဘေးသက်ပေါင်းတရားတို့သည်မိမိကိုယ်တိုင်လည်းပဲတိအောင်မြင်အောင်ကြိုးစားပြီးတော့သူတော်ဘာကိုလည်းပဲတိအောင်မြင်အောင်အထောက်အကူပြုနိုင်ကြတယ်သူတော်ကောင်းတွေဖြစ်ကြပါစေလို့ဦးဇင်းတို့ဆန္ဒပြုပြီးတော့မေတ္တာပို့ရင်းဖြင့်တရားဝဲဓမ္မသဘင်ကိုဆုံးသက်ကြရအောင်နော်